Hello ချစ်ရတဲ့ B Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Racing Channel နေအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March လ10ရက်နေ့ရဲ့ညပိုင်းသတင်းတွေသတင်းကောင်းတွေကိုကျွန်တော်တို့တွားပြီးမှ Reaction လုပ်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးကျွန်တော်လိုရေးတိုရှင်သတင်းလေးဖတ်ပြပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့ဗမော်မြို့စကခ21တိုက်ပွဲတွင်စစ်ကောင်စီ drone 9 CDD KIA ကပူပေါင်းတက်က KIA နဲ့ပူပေါင်းတက်ကပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ရန်သူရဲ့ drone တွေကို9 CDD ပစ်ချနိုင်ခဲ့တဲ့အတွက်ပေါ့เนาะဒါဒီဒီစကခ21ကိုတိမ့်ပိုက်တိုက်ခိုက်တဲ့နေရာမှာပို့ပြီးတော့မြန်ဆန်လာမယ်အောင်မြင်မှုတွေရရှိလာမယ်လို့လည်းဒီ KIA တပ်ဖွဲ့တွေကခန့်မှန်းထားပါတယ်เนาะဒါပေမဲ့လည်းဒီ drone တွေအပြင်ပေါ့เนาะလေယာဉ်နဲ့တိုက်ခိုက်တဲ့ဟာတွေလည်းရှိတဲ့အတွက်ပေါ့เนาะအခုချိန်မှာတော့တော်တော်ကြီးကိုပြင်းပြထန်တိုက်ခိုက်ဝင်တိုက်ခိုက်နေရတဲ့အနေအထားပဲဖြစ်ပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကတော့တာမွေမြို့နယ်မြစ်တာညွန့်ရက်ကွက်ရီနှုတ်ကျဆင်းဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါတော့အရှင်အမျိုးသမီးပဲရှိတဲ့အချိန်မှာဒီနှုတ်ကျဆင်းရဲ့လူတွေကကျိုးတွေနဲ့တုတ်ဓာတ်တွေနဲ့မှုန့်ပြီးတော့ပစ္စည်းတွေကိုယူသွားယူသွားတယ်ပေါ့နော်။ ်ဒီအိရှိမျိုးသမီးကိုဓာတ်ရည်နဲ့ထိုးခဲ့ပေမဲ့လည်းအသက်အန္တရာယ်ခုချိန်မှာမစိုးရိမ်တော့ဘူးလို့သိရတယ်ဒါပေမဲ့လည်းဒီအန်ယူဂျန်စီသွားတဲ့လူတွေကိုတော့မဖမ်းမိသေးဘူးလို့သတင်းရရှိပါတယ်နော်အဲ့တော့ရန်ကုန်မှာတော့ခုချိန်မှာဆိုရင်တော်တော်လေးကိုပေါ့နော်တခိုးတွေကထိုးခွင်းထနေတဲ့အခြေဖြစ်နေတဲ့အတွက်အာဒီပြည်သူလူထုကအားလုံးသတိထားဖို့လိုပါတယ်တိုင်းပြည်ပြည့်တဲ့အချိန်မှာဒီလိုမျိုးတခိုးတွေကပေါ့နော်တော်တော်လေးကိုထားချောက်တောင်းချနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့တော်တော်လာလာယူဆိုင်ကြပါလို့ဒီကနေမှာကျမနော် နောက်ထပ်သတင်းဘောကတော့ကျိုးပေကောက်တွေပြည်ချက်သတင်းများကိုစစ်တပ်ထံသို့စုံစမ်းပေးပို့နေတဲ့ပြူစောတိမြစ်လေးကိုထိမ့်သိမ်းထားစဉ်ပြည်ထွက်ထွက်ပြေးသွားရတဲ့လိုက်လံဖမ်းဆီးရမှာတဲ့မျိုးစားဖြစ်သွားရဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်။ကဲပထမဆုံးကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့ရန်ကုန်ပသိမ်လမ်းပေါ်ကပန်းလိုက်စစ်စီရေးကိတ်ကိုပြစ်ခတ်တိုက်ခိုက်မှုမှာစစ်ချမ်ပါစစ်ခွေးနှစ်ကောင်မျိုးစားဖြစ်သွားရဆိုတဲ့သတင်းကိုကြည့်ချင်ထားတဲ့နားအောင်ကြည့်လောက်နော်။ ပေါ်ကပန်းလိုင်းစစ်စေးရေးဂိတ်ကစစ်ကောင်စီတပ်သားတွေမတ်လ၈ရက်နေ့ညပိုင်းကတနက်ပစ်ခတ်ခံရပြီးရဲနှုတ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ခီးတော်ရီစီကသိရပါဗယ်။ပန်းလိုင်းစစ်စေးရေးဂိတ်ပစ်ခတ်ခံရတာကြောင့်ဂိတ်မှာတာဝန်ကျနေတဲ့ရဲတပ်ဖွဲ့ဝင်၂ယောက်တနက်ကြီးထိမှန်ပြီးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်။ ညအစောပိုင်းကပန်းလိုက်ကိမှာပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ညတွင်ချင်းစစ်ကောင်စီတပ်ရောက်လာကလိုက်လံရှာဖွေတာတွေပြုလုပ်ခဲ့ပြီးအခုမနက်ပိုင်းမှာခီးသွားရင်တွေကိုရှာဖွေစစ်ဆေးတာတွေလုပ်နေတယ်လို့ပန်းလိုက်စစ်ဆေးကိအနီးမှာနေထိုင်သူတအုပ်က TV ကိုပြောပါတယ်။ကဲဒါတော့ဒီပန်းလိုက်စစ်ဆေးကိကိုဒီပြစ်ခတ်တိုက်ခိုက်မှုမှာအချမ်းမဲ့စစ်ကောင်စီနဲ့ကောင်မျိုးဆက်ဖြစ်သွားတဲ့တွေ့မျိုးဖြစ်ပါနော်။ နောက်ထပ်လည်းကျွန်တော်တို့ကြည့်ရမှာကတော့မင်းညလည်းကျွန်တော်တိဆက်ခဲ့တယ်ဗျာနော်တပည့်ညစခန်းကိုတိုက်ခိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြန်တိဆက်ထားတာနောက်တော့ကြည့်လအောင်နော်ဒါစစ်ကောင်စီရဲ့တပည့်ညရှေ့တန်းစခန်းကရင်မျိုးသားလူမျိုးရေးတက်မတော် KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကပြီးပိုင်နိုင်ခဲ့ကြောင်းကရင်မျိုးသားအစည်းအရုံး KNU ကသတင်းထုတ်ပြန်ပါတယ်တပည့်ညကျေးရွာမှာခြေစိုက်တက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပည့်ညစခန်းကိုမတ်လ6ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီး၃ရက်အကြာမတ်လ6ရက်နေ့မှာတော့စခန်းကိုသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တာဖြစ်ပါတယ် တပြေညွတ်တက်စခန်းကတောင်ငူအခြေဆိုင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်83ချင်းလင်းတက်ရင်ရဲ့ရှေ့တန်းတက်စခန်းဖြစ်ပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့စစ်လက်နက်ခရံတွေနဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့အသိပေးပါတယ်။နှစ်ဖက်ထိခိုက်ကြဆုံအခြေအနေတွေကိုတရားဝင်ထုတ်ပြန်ထားတာမရှိပေမဲ့ကရင်သတင်းရှင်းပြတချို့ကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကသေဆုံးပြီးအယောက်20ကျော်စခန်းဆွန်ထွက်ပြေးသွားတယ်လို့ပြောပါတယ်။အဲ့ဒီတပြေညွတ်တက်စခန်းက KNU ရဲ့စစ်ရေးနယ်မြေတပ်မှတ်ပုံအရတမဟာနှင့်နယ်မြေတောင်ငူခရိုင်ထဲပတ်ဝန်းပါတယ်။ ပြီးတော့ဆက်ဆက်တဲ့သတင်းတစ်ခုအနေနဲ့တောင်ငူခရိုင်တမဟာနှင်နယ်မြေထန်းတပင်မြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ကမတ်လ9ရက်မနေ့ကမနက်ပိုင်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ထန်းတပင်မြို့နယ်ရေတုပ်ကြီးစစ်ကောင်စီတပ်စခန်းကတပ်သားတွေဟာနော်ဆိုးစစ်ကောင်စီတပ်စခန်းစီရိတ်ခါလက်နက်ခရံတွေတွတ်ပို့တဲ့အချိန်နော်ဆိုးတပ်စခန်းနဲ့ခူလောင်ကျေးရွာကြားမှာပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တာပါ။ဒီဖြစ်စဉ်မှာလည်းစစ်ကောင်စီတပ်စီကနေ MA3 တလက်နဲ့ MA1 လေးလက် စုစုပေါင်းတနက်9လက်သိမ်းဆည်းရခဲ့တယ်လို့ဆိုပါရယ် KNLA နဲ့ပူပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်တွေကစင်ကလျားနဲ့စုခွာထွက်ပြေးသွားကြောင်းလဲတမဟာနဲ့စစ်ရေးလှုပ်ရှားမှုအတွက်ရန်ကုန်ဝေရှာဖွေပေးနေတဲ့စစ်တောင်းကမ်ပိန်းကအသိပေးထားပါရယ်ရှင်ကဲကြားရတိုင်းပေါ့နော်နေရာတိုင်းမှာအချက်မဲ့စစ်ကောင်စီကိုဒီဘောနော်ရသလိုရရင်ရသလိုဘောနော်တိုက်ခိုက်နေတဲ့အနေအထားတွေဖြစ်ပါတယ်နော် ကဲကျွန်တော်နောက်ထပ်ကြည့်ရမှာကတော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပေါ့နော်ထိုင်းမှာထိုင်းကနေထွက်လာတဲ့ဒီကုန်တင်ကအစီး300ကျော်ကိုစစ်ကောင်စီကဖမ်းထားပြီးစစ်ဆေးနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးနောက်ဆက်တွဲကြေညာထားတဲ့သတင်းတွေနောက်တော့ကြည့်လိုက်အောင်နော်ဖန်မျိုးကစစ်စေးဂိတ်တွေမှာထိုင်းကွန်ပစ္စည်းတွေတင်လာတဲ့ကုန်တင်ကားတွေကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့်ထိုင်းကွန်ပစ္စည်းရောင်းဝယ်တဲ့သူတွေအခက်တွေ့နေရတယ်လို့သိရပါတယ် ညရီဘက်ကနေရန်ကုန်ကိုဝင်ရောက်လာမဲ့ထိုင်းကုန်ပစ္စည်းအများပြားဟာအခုဆိုရင်ရက်တက်နေပြီးလမ်းကြောင်းပြောင်းတည်ယူရမယ်ဆိုကုန်ပစ္စည်းတည်ယူစိတ်တွေထပ်မံမြင့်တက်လာနိုင်တယ်လို့ထိုင်းကုန်ပစ္စည်းတွေရောင်းချနေတဲ့အမျိုးသမီးတူကပြောပါတယ်။ ကစီဒီယာလောကဟိုကင်းနေရတော့အရောမဟုတ်ဘူးပါတီဘုကဟူးရှိရှိကလေးအဟိုအရောကကိုရတူနီတူဟန်နေပစာဒီဒီကိုလာချရပြီကွာဟိုစကြီးဒီပါတီဒီကိုလာရရဆိုတော့ဒီစီစီဒီဒီမှာတက်နေတယ်ဒါပြင်ထိုင်းထုတ်ပစ္စည်းတွေကိုအွန်လိုင်းပေါ်ကနေရောင်းချနေတဲ့သူတွေဟာလေသူတို့မှာယူထားတဲ့ပစ္စည်းတွေအချိန်မီရောက်မလာတာကြောင့်အခက်တွေ့နေရတယ်လို့သိရပါတယ်။ တချို့ကလည်းဒီလိုပြဿနာတွေဟာပုံမဆိုးရလာမှာဖြစ်တယ်ဆိုပြီးထိုင်းကွန်ပစီရောင်းချမှုကိုရပ်တန့်ဖို့ပြင်ဆင်နေကြတယ်လို့ online shop လုပ်ငန်းလုပ်ကင်နေသူတူကလည်းဆိုပါတယ်။မြရီဖန်အန်လမ်းကြောင်းတစ်လျှောက်ကစစေးဂိတ်တွေဟာအခုဆိုဂိတ်တိုင်းနှိပပုံမတင်းကျပ်လာတယ်လို့မြရီကနေရန်ကုန်ကိုကုန်စီပို့ဆောင်ရေးလှုပ်ဆောင်နေတဲ့သူတွေကပြောပါတယ်။ထိုင်းကွန်ပစီတင်ဆောင်လာတဲ့ကုန်တင်ရင်အစည်းအရာနဲ့ချီကိုတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့က match လာ9ရက်ကဖမ်းဆီးထားခဲ့တာဖြစ်ပြီးဒီနေ့အထိပြန်လည်လွတ်မြောက်လာတာမျိုးမရှိသေးပါဘူး။ဖမ်းဆီးထားတဲ့ကုန်တင်ကားတွေ ကိုပြည်내သီးရိကွင်းမှာထရှိပြီးအကောက်ခွန်ဦးစီးဌာနကတရားမဝင်ကုန်ပစ္စည်းတွေဟုတ်မဟုတ်စစ်ဆေးနေရလို့လေကုန်တင်ကမောင်းနှင်သူတချို့ထံမှသိရပါဗျ။ကဲဒါတော့เนาะကျွန်မစစ်ကောင်စီဒီကုန်တင်ကတွေကိုဖမ်းဆီးတဲ့အကိစ္စနဲ့ပတ်သက်ပြီးဒီတော်တော်လေးလောက်ခတ်နေတဲ့သတင်းတွေဖြစ်ပါတယ်เนาะ။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီဘောမမမောင်တို့ပြောထားတဲ့သတင်းလေးတစ်ခုနားထောင်ကြည့်အောင်เนาะ။အထက်မှာဆိုရင်အသတိထားမိတာတစ်ခုကဘာလဲဆိုတော့သူတို့စစ်တိုက်ပြီဆိုရင်ပေါ့เนาะဒီအချက်ဖက်စစ်ကောင်စီဖွဲ့နေဒီတော်ကာကွယ်ရေးတစ်ဖွဲ့တိုက်ပြီဆိုရင် ဟာဒီအချက်မဲ့စစ်ကောင်စီဖက်ကခရယာမှုတ်တွေဟာပေါ့နော်ကျွန်တော်လည်းဗီဒီယိုတွေမှာတွေ့ဦးတယ်ဒီတိုက်ပွဲတွေမှာပေါ့နော်သူတို့ခရယာမှုတ်တာဘာကြောင့်မှုတ်တာလဲဆိုတဲ့အကြောင်းရင်းပေါ့နော်အဲ့တော့ပြောရတဲ့ဟာလည်းနောက်ကြည့်အောင်နော်အာဘလို့မှသူတို့လာလို့မရတဲ့ခါကျတော့မြေပြင်စစ်ကြောင်းထိုးစစ်ကိုလာပါတယ်လာတဲ့ခါမှာအသူတို့ရဲ့တနက်တွေနဲ့ပြစ်တယ်ပေါ့ဗျာတက်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 ပြစ်တဲ့ခါမှာစစ်တပ်ကစစ်သားတွေကဘာလုပ်ပြလဲဆိုတဲ့ခါကျတော့အာသူတို့ရဲ့နီးပညာလားဘာလားတော့မသိဘူးဗျာပီပီမှုတ်ပြတယ်အာတကယ်ဖြစ်ခရယာမှုတ်တာလားဖြစ်ပြောက်ပြောပြနေပီပီမှုတ်ပြတယ် ်ပြီးပြီးဆိုတော့စစ်တပ်ကတော့ပြီးပြီးပြီးမှအဲ့တော့ဟောင်းလေးကြောင်ကြည့်ဟာငါတို့ကပြစ်တယ်ငါတို့ငါတို့လည်းပြန်မပြစ်တဲ့ကြည့်ပြီးပြီးမဟုတ်ပြဒီကောင်လေးဘာကောင်နေလဲပေါ့ဆိုပြီးတော့ကြောင်မင်းကြည့်နေတာအဲကြောင်မင်းကြည့်နေရပြစ်ဟာပြစ်ဟောဒီကောင်လေးဒုက္ခပဲပြန်လည်းမပြစ်ဘူးအဲ့တော့ဒီကောင်လေးကြောင်တော့ရူးကြောင်ဖြစ်နေအချိန်ကြမှသာလေဘယ်ကဘလို့လာတဲ့မှန်မသိတဲ့ drone ကဝင်ပြီးတော့စာကောက်သွားပါလေရအဲ့တော့ဥပဒေပြောရင်သူတို့တွေရဲ့ အဲရုပ်နံခန္ဓာတွေအောင်မှမမြဲပဲနဲ့တော့ဘသူဘသူမှန်းပေါ့နော်အဲနောက်ထပ်တိုက်ပွဲလည်းဒီလိုပဲအဲသူတို့ကလာပြည့်လို့ရှိရင်ဘာလို့လဲဆိုတော့ပေါင်းတဲ့အချင်းဖွင့်ပြပါလိုက်အချင်းဖွင့်တဲ့အချိန်မှာအာဂွန်တွေကဘာမှလို့အရှိလက်တက်လို့မရအဲ့ချိန်ကျလို့ရှိရင်ဘယ်ကဘလို့လာတဲ့ drone နဲ့ drone နဲ့စော်သွားပြန်ဘာကြောင့်သူတို့ကဂျမ်းမာတိတ်ကောင်းတဲ့ခါကျတော့စစ်သားတွေကစစ်တီတွေကဘလို့ခေါ်ရဲတော်တော်လေးပေါ့နော်အဲပျော်ပျော်ရှင်ရှင်နဲ့စစ်တိုက်နိုင်တယ်ဘာမှလည်းကြောက်စရာမလိုတဲ့ပုံစံမျိုးတွေရှိလာတယ် အဲတစ်ဖက်ကတပုံလာလို့ရှိရင်ကိုကမြေပြင်နေထားကခံစစ်ဆိုအဲ့ဒါမှ special ခံစစ်လို့ခေါ်တာအရင်က special ခံစစ်ခါအဲကိုဂျမ်မာတွေကအလုံးမလုံးအာတခါတဲ့ပြုတ်စပြင်းအောင်ဖြစ်နေရမယ်အခုလိုမျိုးပေါ့နိုင်ငံကြီးနိုင်ငံကြီးနှစ်နိုင်ငံပေါ့ရုရှားတို့တရုတ်တို့ဘယ်ကပါလဲတော့ကျွန်တော်မသိဘူးနော်ရုရှားတို့တရုတ်တို့အဲသူနောက်ကဗျာနော်ဟိုဘီလာရပ်စ်တို့အဲနောက်ထပ်အီရန်တို့ရဲ့ backup ပေါ့ဟိုထောက်ပံ့မှုတွေရလာတဲ့အခါမှာတော့နော် backup ရလာတဲ့အခါမှာတော့ မြန်မာနိုင်ငံမှာဒီစစ်မြေပြင်အခြေအနေမှာအကောင်းဆုံးပေါ့စစ်တပ်ကပြန်ပြီးတော့ဥမော့လာပြီလို့ပြောရမှာပေါ့ဗျာနော်အဲ့တော့အခုလက်ရှိအခြေအနေတွေကဥမင်းအွန်လိုင်းလေးပေါ်မှာပြုံးပျော်ပြောရွှင်နေကဲဒီဗီဒီယိုမှာအဓိကတော့ပြပေးချင်တာဗာလဲဆိုတော့သူစစ်တိုက်တဲ့ခါမှာဒီခရမုတ်တဲ့ကိစ္စပေါ့နော်အဲ့ဒါတွေကို အာဘာကြောင့်လဲတော့ကျွန်တော်တိကျမသိဘူးเนาะတိရလူတွေရှိလဲကွန်မန့်မှာရေးပြပါဦးเนาะအဲ့တော့ဒီဥစားတွေကိုတိုက်ပွဲမှာတွေ့ရတယ်ဗောနော်ဒီ HMS စစ်ကောင်စီနဲ့ကာကွယ်တပ်ဖွဲ့တိုက်တဲ့ခါမှာဆိုသူတို့တွေခရာမှုတ်တယ်ဗောနော်ကျမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဘာလို့ခရာမှုတ်တာလဲကျွန်တော်စဉ်းစားဘူးတယ်ဗောနော်ဒါကတော့သူတို့ရဲ့တစ်ခုခုအချက်ပေးတာဖြစ်လိမ့်မယ်ဗောနော်အဲ့တော့အာဒီဒီအကြောင်းအရာတိရသူရှိလဲဆိုရင်ကွန်မန့်မှာတစ်ချက်ရေးပြသွားပါဦးเนาะကဲကျွန်တော်တို့နောက်ထပ်နောက်ထောင်မှာတော့ဥကျော်ပြောထားတဲ့သတင်းလေးပေါ့နော်ဥကျော်ဘာတွေပြောထားလဲတစ်ချက်တော့နောက်ထောင်ကြည့်လာနော်ပြန်လှုပ်နေကြတယ်ပြန်တတ်နေကြတယ်အချင်းချင်းမညွညွမညွမညွညွကြဘူးအဲ့တော့အဖို့ဖို့ကျော်ဘာပြောလဲ အချစ်ညစ်မငြိညွတ်နေသေး၍ဘယ်ပါတီတက်တက်ဘယ်အစိုးရတက်တက်ဖာနိုင်နိုင်ဖြစ်မယ်ဆိုတာအဖိုးဖိုးကြီးကိုတိုင်းပြောသွားတာနော်ဘာကြောက်လဲဆိုတော့ဘိုလ်လူလာလဲမျက်နှာချိုတွေးရဒီလူလာလဲမျက်နှာချိုတွေးရနော်ဖာတဲ့နိုင်ငံကြီးလို့ပဲခင်ဗျားတို့အဲ့လိုတော့မဖြစ်ကြပါနဲ့ဗျာမြေတားရခံပါတယ်အခုပဲကြည့်လေ ခင်ဗျားတို့အခွင့်အရေးပေးလိုက်ရောဒီမအားလာဆိုတဲ့ဖက်စစ်ငရဲခွေးကြီးဟာသွားဟိုနိုင်ငံမျက်နှာချိုပြေးသွေးရဒီနိုင်ငံမျက်နှာချိုပြေးသွေးရမြင်နော်ဟိုနိုင်ငံသွားအောက်ချုပ်ခံဒီနိုင်ငံသွားအောက်ချုပ်ခံခင်ဗျားတို့မြင်တဲ့အတိုင်းပဲနော်အာနာရှင်ပါကြီးစားပေါ့ဗျာအခုနော်ပါကြီးစားဖြစ်မနေဘူးလား ကိုနိုင်ငံကိုမှနော်အခုကျွန်တော်တို့နိုင်ငံကအဲ့လိုဖြစ်နေပြီလေအဖိုးဘိုလ်ချုပ်ပြောတဲ့အတိုင်းဖြစ်ဖြစ်မနေဘူးလားဗျာနော်ကိုနိုင်ငံဖာသာသာဖြစ်နေတာဟုတ်လားကိုနိုင်ငံကိုပြီးအောက်ကျရဒီနိုင်ငံကိုပြီးအောက်ကျရနေဟဟဲ့လားအဲ့တော့ကျွန်တော်တို့နိုင်ငံကအဲ့လို ဖာသာသာနိုင်ငံဖြစ်နေဒီ passive နော် passive ငရဲခွေးတွေကအုတ်ချုပ်ထားလို့သာကျွန်တော်နိုင်ငံအဲ့လိုဖာသာသာအဆင်ရောက်နေတာနော်ဖာသာသာအဆင်ရောက်နေတာငါတို့အမေစုတို့လို့လားနော်ကပါမာတကက်တော့တန်းဝင်တဲ့နိုင်ငံနေမှာနော်အဲ့စစ်တပ်ရှိမှမိတ်ခွန်ပြောတာဘာသာပြန်မလို့ပဲနဲ့ပြောတာနော် မင်းတို့ကြံဖန်ပြီးတော့ဂုံယူမနေနဲ့ဟုတ်တယ်ဘာလဲမှာဟိုကောင်းမော့ပြီးရှင်ကိုကော့ပြီးအဲ့လိုမိခွန်တက်ပြောတာမင်းတို့ကြံဖန်ပြီးဂုံယူမနေနဲ့ဟဲ့ကောင်းနော်ကြံဖန်ပြီးဂုံယူမနေနဲ့ဘောမာလေးအေးဘော်လေးမမြင်ဘူးတော့မူးမြစ်ထင်နေကြမင်းတို့ဟာဟမ်မင်းတို့အဲ့လိုဖက်စစ်ငရဲခွေးကြီးကိုဟာလားမင်းတို့ကမမြင်ဘူးတော့မင်းတို့မူးမြစ်ထင်နေကြတာနော် ငါတို့အမေစုကဘယ်နိုင်ငံတော်တော်ခုနပြောလိုပဲခေါင်းမော့ပြီးရှင်ကော့ပြီးသွားတယ်အစင်ဘာသာပြန်လည်းမလိုဘူးတွေ့တဲ့နိုင်ငံမှာအဲ့ဒီဘာသာစကားနဲ့ပြောလို့ရတယ် ကဲဒါတော့เนาะခေါင်းဆောင်တွေအကောင်းဆောင်ရဲ့အရေးရှိတဲ့မှာတစ်ခုလိုရတဲ့ဟာဖြစ်ပါတယ်เนาะအခုဆိုရင်တော့အလုံးသိရတိုင်းမင်းအောင်လည်းကတော့ဒီ sanction နဲ့ software ကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးအရှက်ကွေးနေတာဖြစ်ပါတယ်เนาะအဲ့ဒီမှာတို့ဒီ sanction နဲ့ပတ်သက်ပြီးတော့ပြောသွားတဲ့နေရာမှာ software ကျွန်တော်တော့နားမလည်ဘူးเนาะအဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီနိုင်ငံပိုင်သတင်းစာတွေကနေဖြည့်ချင်းနဲ့ထုတ်လိုက်တာဗောနော်တန်းစီနေတာပဲအလုံးလည်းတွေ့ပြီးသားဖြစ်မှာဗောနော် ကဲကျွန်တော်နောက်ထပ်နားထောင်မှာကတော့ဒေါက်တာတီဆန်ဆန်းပြောထားတယ်ပေါ့နော်အခုချိန်မှာဆိုရင်မင်းအောင်လိုင်ရဲ့အတက်ကပေါ့နော်တရုတ်ပေးတဲ့အတက်ကြီးရုရှားပေးတဲ့အတက်ပဲရှိတော့တယ်ပေါ့နော်အဲ့တော့ဒီရုရှားတွေတရုတ်တွေပါဝင်လာမှုနဲ့ပတ်သက်ပြီးကျွန်တော်တော်လိုင်ရဲ့အခြေအနေလေးတွေသုံးသပ်ထားတယ်နားထောင်ကြည့်လောက်နော်ဝေဦးတော်လိုင်ကြီးကတော့နော်ကျွန်တော်တို့ပို့ပြီးတော့ခက်ခဲနိုင်တယ်ကျွန်တော်တို့အဆုံးထိကျွန်တော်တို့မျောရီယာပတ်နိုင်ရောက်ကွာကျွန်တော်တို့မှာနော်ပို့မှုခက်ခဲတဲ့စင်ခေါ်ချက်တွေနော်ရှိတာပေါ့ဒါဝင်ကျွန်တော်တို့ကလက်ခံထားပြီးသားဖြစ်တယ်မင်းအောင်လိုင်ဒီနေ့တက်ဆိုးရှည်တွေဆိုသူ့ရဲ့ကိုယ်ပိုင်အတက်မှုတော့ဘူးပြန်နော်သူများပေးတဲ့အတက် တဲ့တယ်ပဲပြောလို့ဗျာတရုတ်ပေးတဲ့အသက်ရုရှားပေးတဲ့အသက်နဲ့ဆက်နေရတဲ့အခြေအနေအင်မတန်မှကြီးမားကျယ်ပြန့်တဲ့ကျိုးသက်ရောက်မှုတွေအကျိုးဆက်တွေကြုံတွေ့နေရတယ်လို့ပြောချင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဟိုအမြဲတမ်းတင်ပြပါတယ်အမေရိကန်ဆိုတာအင်အားကြီးနိုင်ငံဆိုပြီးဆိုညာကျွန်တော်တို့နဲ့ဗျာမိုင်မောင်းတောင်းတဲ့ GDP ဝေးတာကမ္ဘာအရှိချမ်းနဲ့အနောက်ချမ်းသို့တော့တရုတ်နိုင်ငံကြအဲ့လိုမဟုတ်ဘူးဗျာကျွန်တော်တို့နဲ့တရုတ်နိုင်ငံမိုင်မောင်းတစ်ထောင်ကျော်လောက်ဖြစ်ဆက်နေအင်ဒီဂျင်းနိုင်ငံတွေဖြစ်တယ်အဲ့တော့ကမ္ဘာတီးတပြေလဲအတူရှင်တွဲနေထိုင်သွားကြနော်အင်ဒီဂျင်းဆိုတာနော် ကျွန်တော်တို့เนาะအမြဲတမ်းအတူရှိသွားမယ်အဲ့တော့ကျွန်တော်တို့အဲ့လိုအခြေအနေမှာဒီတရုတ်နိုင်ငံအစိုးရတာဝန်ရှိသူများကကျွန်တော်တို့မြန်မာပြည်သူတွေဘက်မှာရှိမနေမနဲ့ခုလိုအာနာသိစေအုပ်စုသက်ဆိုးရှည်အောင်เนาะကာယကံဝစီကံမနောကံပေါ့ဗျာเนาะကံသုံးပါးနဲ့ပံ့ပိုးကူညီနေတဲ့လောက်ရက်ကတော့ဒီကျွန်တော်တို့မြန်မာပြည်သူတွေအတွက်အင်မတန်မှအမြဲဒေါသဖက်စရာလည်းဖြစ်တယ်တော်လန်ရေးအတွက်အင်မတန်ကြီးမားတဲ့ဒါစူညောင်းခလုတ်ခက်ခဲကြီးတဲ့ဖြစ်စေပါတယ်ခင်ဗျာ ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့အမြဲတရုတ်နိုင်ငံတာဝန်ရှိသူများကိုလည်းဒါမြန်မာပြည်သူတွေအမြဲတမ်းတရင်စကားပါနေတာရှိပါတယ်။မြစ်တာရက်ခဏနေတာရှိပါတယ်။ကျွန်တော်တို့ကရိုးရိုးလေးပဲဒီနေ့ကျွန်တော်တို့မျှော်ကြီးတဲ့ဤသူဒေါ်လာရေးဆိုတာတရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့လေဘာမှဆန့်ကျင်နေခြင်းမရှိပါဘူး။အတူတူပဲကျွန်တော်တို့မြန်မာပြည်သူတွေဘာဖြစ်ကြလဲ။တည်ငြိမ်ကြတာပါ။အေးချမ်းကြတာပါ။ကြွယ်ဝချမ်းသာကြတာပါ။အဲ့တော့မြန်မာနိုင်ငံတည်ငြိမ်မှုအေးချမ်းမှုကြွယ်ဝချမ်းသာမှုဒီမင်းအောင်လှိုင်ဖက်စစ်တပ်ကပေးကြတယ်ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒီမေလန်စစ်အုပ်စုရှေ့ကနောင်တော်ဟုတ်လားအာနာရှင်စစ်အာနာသိမ်းမှုတွေကကြည့်နေပါ88အာနာသိမ်းမှု60နှစ်အာနာသိမ်းမှုဘယ်အာနာသိမ်းမှုကမြန်မာနိုင်ငံအတွက်ဘာကောင်းခဲ့တယ်ဗျာအခုမေလန်ဆိုင်လည်းအာနာသိမ်းတာလေးနှစ်ရှိသွားပြီတိုင်းပြည်ရဲ့အခြေအနေကအားလုံးသိတဲ့အတိုင်းပဲဒါဝီစီတီထိုးကြသွားပြီဒါကြောင့်ကျွန်တော်တို့ကဒီအာနာရှင်စနစ်ကိုလက်မခံနိုင်ဖြစ်တယ်ရှင်းရှင်းလေးပဲဒီနေ့တရုတ်နိုင်ငံမှာတရုတ်ဟုတ်လားပြည်သူ့လူမျိုးရေးတက်မှာတော့ PLD ကစစ်တပ်ကအာနာသိမ်းမယ်ဆိုရင်ဒီနေ့တရုတ်ကွန်မြူနစ်ပါတီအစိုးရလက်ခံပါလားဒါဝယ်ကျွန်တော်တို့ကမိလိမ့်ရှင်ပါ ဲ့တော့ကျွန်တော်တို့ပြောချင်တာကဒီနေ့မြမပြည်သူຫນွေဦးတော်လာရေးဒီတရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့လည်းတထက်ထဲကြပါတယ်ဒီလိုအချိန်မှာဗျာအခုလိုမင်းအွန်လိုင်းအာနာရှင်တတ်ဆိုးရှိအောင်တရုတ်ကလက်တွေ့ကြကြပံပုတ်ကူညီနေမှုတွေကတော့ကျွန်တော်တို့မြမပြည်သူတွေအတွက်အင်မတန်မှစိတ်ပြက်ပွဲဒေါသထွက်ပွဲပဲဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းအခုလိုတတ်ဆိုးရှင်းနေရတာလေဒါပြောရရင်တရုတ်ရဲ့တချက်တရုတ်ရဲ့စနစ်တွေအများကြီးပါတယ်ဆိုပဲကျွန်တော်တို့ပြောချင်ပါဘူးပြောချင်ပါတယ်ဒီနေ့ပြောတရုတ်ပေးတဲ့အသက်နဲ့မင်းအွန်လိုင်းကဆက်နေရတဲ့အခြေအနေပေါ့အဲ့တော့ကျွန်တော်တို့မှာ နယောက်တိုင်းကိုယ်စက်တစ်ဖက်ကဒေါ်လာရတယ်လို့အခုလိုတရုတ်လိုနိုင်ငံတွေရဲ့ခြေရလက်ရတွေပိုးပါလာတော့ကျွန်တော်တို့ဒေါ်လာရင်းရဒါပိုခက်ခဲသွားတဲ့အခြေတော်ရှိတယ်တို့တော့ကျွန်တော်တို့ဒါကိုစိတ်ပြက်ဒါလည်းမဟုတ်ဘူးစိတ်ကုန်တာလည်းမဟုတ်ကျွန်တော်တို့အတူတူဆက်ပြီးတော့ခြေတက်မယ်တရုတ်နိုင်ငံကွန်မြူနတီပါတီတရုတ်အစိုးရခေါင်းဆောင်များတရုတ်ပြည်သူလူထုကိုလည်းကျွန်တော်တို့မြန်မာပြည်သူရဲ့အတန်ကိုအလေးထားကြစေချင်ပါတယ်နားထောင်ကြစေချင်ပါတယ်ဒီနေ့မင်းအောင်တိုင်းမြန်မာနိုင်ငံမှာတက်ဆိုးရှိနေတဲ့ပြည်တရုတ်နိုင်ငံအတွက်ဘာကောင်းချိုးမှရှိမှာမဟုတ်ပြေးကြတယ် ကျွန်တော်တို့အားလုံးလိုချင်တဲ့တရုတ်မြန်မာညနိုင်ငံနယ်ဆက်တည်ငြိမ်ရေးအခုကြားပြန်အပါအဝင် online နိုင်ငံလောင်းကစားတွေအားလုံးဒါတွေအားလုံးရဲ့အဓိကလက်သည်တရက်ခံကမင်း online နဲ့ဂျင်းတို့မွေးထားတဲ့ပြည်သူစစ်တွေနေကြားဆောင်တက်ဆိုတဲ့ဟာတွေပဲဒါလည်းအားလုံးတည်ပြီးသားပဲဗျ။နောက်မွေးရေးစေးလူကုန်ကူးမှုပြဿနာအကုန်လုံးပါပဲဗျအကုန်လုံးနော်အဲ့တော့ပြောချင်တာမင်း online သက်ဆိုးရှင်နေတဲ့ညမာနိုင်ငံဘယ်တော့မှတည်ငြိမ်မှာပေးကြတာပေါ့အင်းချမ်းမှာမဟုတ်ဘူးဘာစည်းဝါးရေးမှာလောက်ရမှာမဟုတ်ဘူးတည်ကြတယ်45 million down ပြောနေနေတယ်ဘုံမင်းကြီးပြန်တိတ်တော့အားရတဲ့ခြေတော်မရှိသေးဘူးပေါ့ဗျဒါအောင်လဲကျွန်တော်ကတော့ဟိုဘယ်ဘက်ကဟို ကဲဒါကတော့ဒေါက်တာဒီဆန်ဆန်ပြောထားတဲ့အကြောင်းအလေးပဲဖြစ်ပါတယ်နော်အဲ့တော့တရုတ်ကတော့မရှိမကောင်းရှိမကောင်းလို့ပြောအောင်နော်ဒါမြန်မာပြည်နဲ့နေဆက်ဖြစ်နေတဲ့ခါကျတော့နေဆက်ချင်းထိဆက်တဲ့နိုင်ငံဖြစ်နေခါကျတော့မဆက်ဆံလို့လည်းမရခုချိန်မှာမင်းအောင်လည်းဖပါသွားတာတော့တော်တော်လေးကိုချီးနေဆိုးတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ပြောခုချိန်မှာဆိုကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တကယ်လှုပ်တဲ့လူတွေကမင်းအောင်လည်းနဲ့ပြည်သူစစ်တီဒီ BGF တီဆိုအားလုံးလည်းသိပြီးသားဖြစ်ပါတယ်နော်အဲ့တော့ဒီအချိန်ဒီပုံမှာအမြင်ဆုံးဒီတရုတ်ရဲ့သဘောထားတွေပြောင်းလဲနိုင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်နော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာတော့အခုဆိုရင် main online နဲ့ agent basic account စီဖွဲ့ရကြီးညာထားပါအောင်เนาะဒီ2016 2026ထဲမှာပေါ့เนาะဒီရွေးကောက်ပွဲဒီရအောင်လုပ်ဖို့သူတို့ကတရိတ်တန်ချပြီးမှသူတို့ရက်ဒီ date တွေတော့မှအထူးကြပြောနေပါတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့တုံးတက်တင်ပြထားတဲ့ကိုစီးရဲ့ဗီဒီယိုတွေနောက်ထပ်ကြည့်အောင်အဲ့ဒီအတွက်တအားတရားဝင်နေတယ်အဲ့တော့ main online အာနာတိန်းတာကိုအားလုံးသိတဲ့အတိုင်းထောက်ခံတဲ့အတိုင်းမှာ pressure ရှိမယ်တရုပ်ရှိမယ် pressure အောက်ထဲကနေ bilateral ရှိမယ်ဒါပါပဲ အာဆီယံနေကြတော့ဟိုဘက်မကြဒီဘက်မကြပြောင်းလဲမထောက်ခံရဲဘူးဥပမာထိုင်းလိုဟာမျိုးဆိုရင်မင်းအောင်နိုင်ရောထောက်ခံတာတဝက်ဒီသူဘက်ကရက်တီပေးတာတဝက်ဒီပုံစံဖြစ်နေတယ်အဲ့တော့ဒါမျိုးတွေရှိတာပေါ့အာဆီယံနိုင်ငံတွေရဲ့ဒါသူတို့ပုံစံမျိုးလွန်ဆွဲနေသေးတယ်ဒါပေမဲ့မင်းအောင်နိုင်ကိုပြက်ပြက်တတ်တာမျက်နှာပြောင်တိုက်ထောက်ခံတာတော့ရုရှားပေါ့တရုတ်ပေါ့ဒီနှစ်နိုင်ငံကတော့ဒါမင်းအောင်နိုင်ဘက်ကနေအမာခံထောက်ခံတာကုရမတမကမှာလဲဘာပဲမဲခွဲဆုံးဖြတ်ဆုံးဖြတ်ပြီးတော့အနာတုံးပြီးတော့ဒီစစ်အာဏာရှင်တွေရဲ့ရုပ်မှန်မှုကိုကာကွယ်နေတာဒီတရုတ်နဲ့ရုရှားပဲဖြစ်တယ် ဲ့တော့ပြောချင်တာကဒီနေ့ရွေးကောက်ပွဲကိစ္စကိုပြောချင်တာရွေးကောက်ပွဲကိုမင်းအောင်နိုင်ရမရရအောင်လုပ်နိုင်ဒါဆိုရင်ကျွန်တော်တို့ဘက်ကပေါ့တရားမဝင်တဲ့ကောင်ကတရားဝင်မှာတရားဝင်မှာអော်ပြီးတော့ရွေးကောက်ပွဲရအောင်လုပ်မှာကိုတရားဝင်တဲ့ကျွန်တော်တို့ဘက်ကဘလို့ဟန့်သန်းနိုင်ပါလဲအထူးသဖြင့်အင်အားစုတွေတိုင်းခြား EOS တွေပြီးလို့ရှိရင် NGO ဒါအရေးကြီးဆုံးအချက်တွေเนาะအဲ့ဒီတိုင်းခြားလက်နက်ကင်ခေါင်းဆောင်တွေနဲ့ NGO နဲ့ကလက်ဝါးချင်းသူတို့စိတ်ထားအောင်ကင်ထားကြဖို့လိုအပ်တယ် ပါဇက်ကနေရွေးကောက်ဘွဲကိုကန့်ကွက်ပါတယ်ဖျက်ပါတယ်လက်မခံပါဘူးတဦးတယောက်ချင်းကြိုက်တယ်လို့ဩနေတယ်ဘောင်ဝင်ဦးကျွန်တော်တို့ဘောင်ဝင်အောင်လုပ်နိုင်ဖို့အရေးကြီးတယ်ဒီရွေးကောက်ဘွဲကိုလုတ်ခွင့်ပေးလိုက်မယ်ဆိုရင်အဲ့ဒီရွေးကောက်ဘွဲကိုအယောင်ပြတူအာနာတက်ရောက်တဲ့မြို့တွေမှာတော့ကျင်းပပြီးတော့အယောင်ပြလုပ်လိုက်တယ်ပြီးလို့ရှိရင်တူအုပ်ချုပ်မှုအောက်မှာနိုင်ငံတည်ရှိနေပါပြီဆိုပြီးတော့ကဘာကိုညာမယ်အဲ့ဒီကနေဆက်ပြီးတော့အာနာကိုထုတ်ကန်သွားမှာဒါကိုကျွန်တော်တို့ကတဦးတယောက်ချင်းအာရွေးကောက်ဘွဲလိုက်ဘလို့ဖြစ်မှာရအောင်တိုက်မှာဘလို့ဖြစ်မှာပါဇက်နဲ့ခိုင်ဖြစ်နေကြလို့ကျွန်တော်တို့ဘာမှဖြစ်မလို့ เนาะအဲ့တော့အရင်ဦးဆုံးပြည်သူတယောက်အနေနဲ့တောင်းဆိုချင်တာကတိုင်းနာခေါင်းဆောင်တွေလက်ရှိเนาะတော်လိုင်းရင်းမှာ Inite Arai ပါဝင်နေတဲ့ KNU AA TNNA MNDA KIA အဲ့ထက်မှ MNDA ကတော့เนาะတော်တော်လှုပ်လို့မရတဲ့အနေအထားဖြစ်နေပြီ TNNA ကနည်းနည်းတော့ပါသေးတယ်ဒါပေမဲ့တော့တရုတ်ရဲ့ pressure ကြောင့်เนาะလက်ရှိကချင်နဲ့ဖြစ်နေတဲ့အရာတွေဆိုတာပွင့်လင်းပြောရင်ကျွန်တော်တို့မတင်ကြဘူးဖြစ်เสียအကြောင်းမရှိဘူး နော်ဘယ်နေရာမှာဘဒုပဲယုံဆိုင်ယုံဆိုင်ညှိနှိုင်းစကားပြတော့ရတဲ့အရာမှာတစ်ကြိမ်လည်းမဟုတ်နှစ်ကြိမ်လည်းမဟုတ် TNN နေတဲ့ KYA ဖြစ်နေတဲ့ကိစ္စတွေဒါတွေကစဉ်းစဉ်းပြောရရင်တော့တစ်ဖက်က PR တွေကြောက်လို့ပဲညင်းတယ်ပြည်သူတွေအနေနဲ့ကတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ် TNN ဒီမှာလည်းပြည်သူဘက်ကပါတဲ့ခေါင်းဆောင်တွေရှိတဲ့အတွက်ဒီအချိန်မှာဒီရွေးကောက်ပွဲဘလို့တိုက်ဖြတ်အောင်ဆိုအဲ့ဒီတိုင်းတန်းခေါင်းဆောင်တွေဆွေးနွေးပါပြီးလို့ရှိရင် UND နဲ့ပြန်ဆွေးနွေးပေးကြပါဘလို့လုပ်မလဲဆိုတာကိုပြည်သူကိုပြုံးဝင်လင်းချပြပါ ပြည်သူဒီခမားတို့အနောက်မှာအပြည့်အဝရက်တည်နေတယ်ဆိုတာကိုမမေ့ပါနဲ့ဒါပေမဲ့အဲ့ဒီရွေးကောက်ပွဲကိုမင်းအောင်လိုက်လုတ်ဝင်ပေးလိုက်လို့ကိုဘက်ကိုကြုံလုံသွားမယ်ဆိုရင်ပြည်သူတွေတင်ရက်တည်ပေးနိုင်မှာမဟုတ်တော့အလုံးသွားပြီအဲ့တော့အဲ့ချိန်ကျရင်ဘာလုပ်မလဲလက်နက်ကင်ပြီးတော့စီးပွားရှာတဲ့အဆင်မဖြစ်ကုန်နိုင်ဘူးနော်ငိမ့်ချိုင်းလို့လို့ဟိုလို့လို့ကြောင်းပြမယ်အတက်တွေဘွားတွေဆက်ပြီးစရေရလိမ့်မယ်နော်လဲတဲ့သူကလဲသူလို့လှုပ်ရှားသွားနိုင်တယ်အဲ့ဒီခစ်ကိုရောက်ဝင်အဲ့ဒီခစ်ရောက်သွားလို့ရှိရင်တော်နိုင်ရင်းဆိုတာဘာမှမရှိတော့ဘူးကျင်းနေပါလေ ။ဒါကြောင့်မို့လို့မင်းအောင်နိုင်ကတူတရားမဝင်တဲ့သူ့ကိုတူတရားဝင်ဖြစ်အောင်အချိန်ချင်းပါဇက်ကနေတရားဝင်တရားဝင်អော်ပြီးយុបပြီးတော့နော်ဂုံတော်គွန်ခြားလို့យុបပြီးတော့သူဒီရွက်កောက်ကိုရောက်မလို့ကျွန်တော်တို့ဘက်ကဘလို့တုတ်ပြန်မယ်ပွင့်လင်းမြင်တာဆိုပြောပါပြည်သူတွေအားလုံးက ready ရှိပါတယ်နော်တဦးတယောက်ချင်းစီကနေအားရွက်កောက်ကိုလက်မခံဘူးရအောင်ဖြစ်မယ်လို့ပါဇက်နဲ့ထိုင်ပြောလို့တော့မရဘူးတိတ်နေအဲ့တော့ပါဇက်နဲ့ထိုင်ပြောလို့မရတဲ့အရာကိုကျွန်တော်ဘလို့လုပ်မှာလဲဘလို့တုတ်ပြန်မှာလဲနော်နောက်တစ်ခုရှိတာကဒီရွက်កောက်ဘွဲမှာ ပါတီစုံဒီမိုကရေစီစနစ်ဆိုပြီးတော့မင်းအောင်နိုင်ရတော့ခွေးပစက်ကနေခွေးစကားပြောတာပေါ့ရှင်းရှင်းလေးပဲဟာယူပါတီစုံဒီမိုကရေစီစနစ်ကိုပြောပြီးတော့တော့နှစ်နောက်20ရွေးကောက်ပွဲမှာပြည်သူတင်မြောက်ထားတဲ့အစိုးရကိုရဲရဲစက်စက်ဖမ်းဆီးတယ်ထောင်ချတယ်တပ်ပစ်တယ်အခုထိတည်းဒါဖမ်းဆီးထားတယ်ထောင်ချထားတယ်အဲ့တော့ပြောချင်တာကဒီရွေးကောက်ပွဲမှာဘယ်ပါတီတွေပါမလဲကြီးညာပေးစီချင်เนาะပြည်သူတော်တော်တုတ်ပြန်နိုင်တုတ်ပြန် မတုံ့ပြန်နိုင်ဘူးနောက်ထပ်နှစ်ပေါင်း60အနည်းဆုံးကျင်းပြီအဲ့တော့နှစ်ပေါင်း60ဆိုတော့မြန်မာပြည်ပျောက်ပြီလက်ရှိပွဲရှုံးရင်နံပါတ်1မြစ်စုံကိုပေးရမယ်မြစ်စုံကိုပေးပြီဆိုတော့မြန်မာနိုင်ငံပြက်ပြီပြီးလို့ရှိရင်တရုတ်စီမံကိန်းအာလုံးတရုတ်လက်ထက်အပ်မယ်ပိုလန်မှာယူဖောက်ခွင့်ပေးလိုက်ကမယ်အဲ့ဒီပိုလန်မှာဖောက်ခွင့်ပေးလိုက်တာနဲ့တရုတ်တိန်းတဲ့ချီမြန်မာနိုင်ငံနဲ့အကုန်ဝင်လာမှာပြီးလို့ရှိရင်ရှိတဲ့လုပ်ငန်းမှန်တယ်မြတ် တယုတ်တွေကတထေးခံတယ်မြန်မာတွေကကျုံပြန်ခံရမယ်မယုံကြည့်လိုက်နောက်ဘာဖြစ်လာမလဲတဖြည်းဖြည်းနဲ့မြန်မာနိုင်ငံဆိုတော့ပျောက်ပြီးတော့တယုတ်နိုင်ငံဖြစ်လာတေချာတာပေါ့မယုံရင်စောက်ကြည့်လိုက်နော်အဲ့တော့အင်အားစုတွေအနေနဲ့ပြောချင်တာကဒါတွေကပုံမြင်နေပုံဖြစ်ကိုဖြစ်လာမယ့်အရာတွေအဲ့တော့ကျွန်တော်တို့ရှုံးလို့မဖြစ်ဘူးဆိုတော့အဲ့ဒါပြောတာကျင်းနေတယ်ဒါကြောင့်မလို့စီလုံးပေးကြပါညီညွတ်ပေးကြပါနော်အခု TNN နေနဲ့ KNY ဖြစ်နေတဲ့ပြဿနာမျိုးကလုံးဝအသေးပဲမရှိဘူး နော်လက်ရှိအမြင်ကတော့ KNA ရဲ့ဂိတ်တွေကို TNNA တွားပြီးတော့ရိုက်ပုတ်တာတွေဖမ်းဆီးတာတွေထုနှိုက်တာတွေပဲမြင်ရတယ်ပြည်သူတွေကဒါပေမဲ့ KNA က TNNA ရဲ့နယ်မြေတွေကိုတွားလုတာလားဂိတ်တွားထတ်တာလားဒါဆိုရင်လည်းညှိနှိုင်းလို့ရတယ်လေဗျာလူမောက်မောက်တဲ့ဟာကြီးကိုအားလုံးကညီကိုတွေဘာအကြောင်းနဲ့မှဖြစ်เสียအကြောင်းမရှိဘူးဒီအချိန်မှာအချင်းချင်းတနက်ပြောင်းလှဲတဲ့ကောင်အောက်တန်းသားလားချင်းချင်းလေးပဲဒါတော့ရန်သူအရေးကြီးတဲ့အချိန်မှာအချင်းချင်းတနက်ပြောင်းလှဲ့ပြီဆိုတော့အဲ့ဒီကောင်ကတော်လိုင်းနေမှမဟုတ်ဘူးအောက်တန်းသားအောက်တန်းသားတနက်ကင်ပဲ ။အဲဒါကြောင့်မလို့ကိုကင်ထားတဲ့လက်နက်ဒီဘယ်ဘက်ကိုပြောင်းလဲထားလဲဆိုတာအချိန်တိုင်းသတိရနေဖို့အရေးကြီးတယ်။လက်နက်ကလူကိုစိတ်ကိုပြောင်းစေတယ်။ခါရရနဲ့ပြင်စရိုးရဲတက်လောက်ထိလိုက်ပြီ။ညောက်ကြောင်ညောက်ကြောင်ပြောကိုကိုဘာကောင်းလို့လို့ညာကောင်းလို့လို့မဲ။အဲ့ဒါတိရစ္ဆာန်တော့အဲ့ဒါတိရစ္ဆာန်စိတ်ဝင်တာ။အဲ့ဒါကိုကိုကိုထိရမယ်။အာငါတိရစ္ဆာန်စိတ်ဝင်နေပါပြီလား။ဒါကြီးကငါအားကိုးလို့မရဘူး။ငါလူစိတ်မွေးရမယ်ဆိုတဲ့အတိလေးကိုလက်ရှိအချိန်မှာလက်နက်ကင်ထားတဲ့ကျွန်တော်ညီကိုတွေအားလုံးကိုအတိပေးခြင်းတယ်။ကျွန်တော်ကိုယ်တိုင်ခံစားဖို့လို့ပြောတာ။ ကဲဒါတော့ခုစီပြောထားတဲ့သတင်းလေးပဲဖြစ်ပါတယ်နော်အဲ့တော့ခုချိန်မှာဆိုရင်အလုံးသေးတိုင်းပဲဒီ TN နဲ့ MMD ရပါတော့ KIA နဲ့ဖြစ်နေတဲ့ပွဲတွေကတော်တော်ကြီးကို line ပေါ်မှာစုညံနေတာပေါ့နော်အခု MMD ဆိုရင်ဒီပြည်သူ6ယောက်ကိုတော့တတ်တဲ့အဆင့်ကြီးဖြစ်သွားတယ်ပေါ့နော်တနက်ပြပြီးတော့အဲ့တော့ဒီကိစ္စတွေကတကယ်တော့မဖြစ်သင့်ဘူးပေါ့နော်စကားများတယ်ဆိုတာတော့မဖြစ်သင့်တဲ့အချိန်မှာအခုလို့ဒီတနက်နဲ့ပြတဲ့အဆင့်ကြီးဖြစ်သွားတယ်ဆိုတော့တော်တော်လေးကိုရုပ်ဆိုးကြီးတန်ပါတယ်နော်အဲဒါပေမဲ့လည်းအဲ့ဒီတနက်ဖြစ်ပေါက်တဲ့နေရာမှာရွှေတွေမတူးဖော်တော့ဘူးလို့ MMD ကဒီအကြီးညာပြီးတော့ မရက်နားလိုက်တာတော့ရှိရပါတော့ဒါပေမဲ့လေဒီပီသူ6ယောက်ပေါ့နော်ပီသူ6ယောက်အသက်ကတော့စတေးလိုက်ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တကယ်ဆိုရင်ဒါတော်လိုင်းကြီးကိုထိရိုက်စေတဲ့အရာတွေဖြစ်ပါရဲ့နော်ဒါတွေကစီချင်ဖို့လိုတဲ့အရာတွေဖြစ်တယ်ဆိုတာကိုအားလုံးလည်းသိပြီးသားဖြစ်ပါရဲ့နော် ဲ့တော့ဘလို့ပဲဖြစ်ဖြစ်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုတော့လုံးဝချစ်ပါလို့မရဘူးဆိုတာကိုတော့မနေ့ကလည်းတတိယနေ့မှာကြေညာထားပြီးသားဖြစ်ပါတယ်အဲ့တော့မရရနေနဲ့ဖြတ်ဖို့လိုပါတယ်အဲ့တော့ဒီရွေးကောက်ပွဲချစ်ပါလို့ရသွားတယ်ဆိုရင်တော့ကျွန်တော်တို့တော်လိုင်းဖွဲ့တွေကတော်တော်လေးကိုအာတိကိုက်တဲ့နားကြားတယ်မြောက်ဆက်ရှိတယ်ဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အတွက်မရရတဲ့နီးနဲ့တားဆီးကြဖို့လိုတဲ့ဆိုတဲ့အကြောင်းကိုတင်ပြပြောဆိုရင်းနဲ့ကျွန်တော်ပြုလို့ဆုံးသက်လိုက်ပါတယ်နော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မြို့ပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းမဲမရအောင်လည်းစစ်ပေးရတယ်ကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ